ကဘာကျော်ရင်းနှီးမြှုပ်နှံတဲ့တထေးကြီးဖြစ်တဲ့ Warren Buffett ဟာသူ့ကုမ္ပဏီကနေအနားယူပြီးတော့ပင်စင်ယူတော့မယ်လို့ကြေညာလိုက်ပါတယ်။ Warren Buffett ရဲ့ကြေညာမှုကြောင့်သူ့ကုမ္ပဏီဟာမယားခိုင်တော့လောက်ရှယ်ယာဈေးနှုန်းတော်ထိုးကျသွားတယ်ဆိုပါတယ်။ Warren Buffett ဟာအသက်64နှစ်ရှိပြီဖြစ်ပါတယ်။သူဟာကမ္ဘာအကောင်းဆုံး ကုမ္ပဏီ900တွေကနေသူတို့ကုမ္ပဏီနဲ့နှစ်ပေါင်း50ကျော်အတွင်း CEO အဖြစ် လောက်ကန်သွားသူဖြစ်ပါတယ်။ကမ္ဘာမှာကုမ္ပဏီတစ်ခုတည်းမှာ250ကျော်ထိ CEO ဖြစ်လောက်ကန်သူဟာမရှိသလောက်ရှားပါတယ်။ Wire Buffett ကတော့ trendset ဖြစ်ပါတယ်။သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုမှာကျွမ်းကျင်မှုရလက်ကြောင့်ကုမ္ပဏီဟာနှစ်စဉ်နှစ်တိုင်း20%လောက်မြတ်ခဲ့တယ်လို့ဆိုပါတယ်။1965ခုနှစ်ကနေ2024ခုနှစ်ထိမြတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြောရမယ်ဆိုရင်သူ့ရဲ့ရင်းနှီးမြှုပ်နှံတဲ့ပုံစံကိုအရိုးရှင်းဆုံးဥပမာပြရမယ်ဆိုရင်တော့အိမ်ဟောင်းတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်တယ်အိမ်ကိုပြုမြင်ပြောင်းလဲပြီးဝယ်ခဲ့တဲ့ဈေးတန်တန်ဖိုးအဆောက်များစွာတက်အောင်လုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီပုံစံနဲ့ Wyverfa ဟာသူ့စိတ်ဝင်စားတဲ့ company တွေကိုဈေးပေါ်ပေါ်နဲ့ရှာဝယ်ပြီး company ကိုတန်ဖိုးတက်အောင်ပြုပြင်ပြောင်းလဲခဲ့ပါလေသူ့ company ဖြစ်တဲ့ Vashaya Hathaway ဆိုရင်အထက်လက်ထိုးတဲ့ company ကနေရင်းနှီးမြှုပ်နှံတဲ့ company ဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါလေ နိဗ္ဗာန်မြင်လာတဲ့ကာလမှာတော့ Apple Company ကနေပဲအများအများကြီးရခဲ့ပြီး Netflix, Nvidia, Facebook, Tesla တို့ကိုတော့ Warren Buffett ကလက်လွတ်ခဲ့ရပါတယ်။အသက်ကြီးနေဖြစ်တဲ့ Warren Buffett ဟာနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ရင်းနှီးကျွမ်းမှုနည်းတဲ့အတွက်ကြောင့်သူဟာ Netflix, Nvidia, Facebook, Tesla တို့လိုအနာဂတ်ဒီခင်မိတဲ့ကုမ္ပဏီကြီးတွေကိုတော့ရှင်းနှီးမြှုပ်နှံဖို့လက်တွန်းခဲ့ရပါတယ်။သူကအတွင်းကြတဲ့ သူအတွင်းကြကြနားလဲတဲ့ company တွေကိုပဲဝယ်ခဲ့တယ်လို့အမြဲပြောလို့ရှိပါတယ်။သူက Apple company ကိုတော့အဓိကရှင်နှီးဖွင့်လိုက်ခဲ့ပြီး Apple ကနေပဲငွေကြေးအမြောက်အများမြက်ခဲ့ပါတယ်။အခု Warren Buffett ဟာပင်စင်ယူမယ်လို့ကြေညာလိုက်တော့သူ့လောက်အမျော်အမြင်ရှိတဲ့သူဟာမရှိတော့ဘူးလို့အားလုံးကတွက်ဆသွားပါလေ။ဒါကြောင့်သူ့ရဲ့ company ဖြစ်တဲ့ Berkshire Hathaway ဟာဒီ share တန်ဖိုး900ခန်းလောက်ထိုးကျသွားတယ်လို့သိရပါတယ်။